မြို့ကြီးပြကြီးရဲ့စုညံအတန်တွေ တိတ်ဆိတ်သွားတဲ့ညနေခင်းတစ်ခုအသက်25နှစ်အရွယ်သီရိဟာသူ့အခန်းထောင်ကလက်ဖက်ရည်ပူပူလေးပေးမှထိုင်ရင်ဖုန်းကိုငုံကြည့်နေတယ်။သူ့တငယ်ချင်းတွေမိတ်ဆွေတွေနဲ့သူ့ရဲ့ဘေးကင်းရေးအတွက်အမြဲတမ်းသတိထားနေရတာကသီရိတို့မျိုးဆက်ရဲ့နေစဉ်ဘဝဖြစ်နေပါပြီ။ Facebook တကြွလှောက်ရှားသူ group တွေ Telegram channel တွေနေရာတိုင်းကသတင်းတွေကအရှိန်နဲ့စီးဝင်နေတယ်။ ဒီအချိန်မှာပဲ theory ရဲ့နှလုံးတွေကိုကျဲသွားစေရဲ့ post တစ်ခုကမျက်စိရှိကိုရောက်လာတယ်။အရေးကြီးသတိပေးချက်ဒီည7နာရီနောက်ဆုံးထားပြီးမန္တလေးမှာငလင်ထက်လောက်တော့မယ်။အချင်းချင်းသတိပေးကြပါ။ချက်ချင်းမျှဝေပါ။တည်ရင်စကားတွေဟာစိတ်လှချစရာကောင်းပြီးချက်ချင်းဆိုတဲ့စကားလုံးက theory ရဲ့လက်ချောင်းကို share button စီတွန်းပို့နေတယ်။ သူစကြဲမှာဒီသတင်းကိုအခုမမျှဝေရင်တခြားသူတွေအခက်တွေ့ရမှာပဲဆိုတဲ့ဖီအားကအဝင်လာတယ်။သူ့ရဲ့နှချောင်းလေးကဖုန်းရဲ့မျက်နှာပြင်ကိုမထိခင်တစ်စက္ကန့်အလိုမှာတီရီကရက်လိုက်တယ်။သူစကြဲကအတန်တတန်ကတိုးလေးပြောလာတယ်။ခဏလေးသတိထားပါတီရီအဲဒီလိုရလိုက်တာကဉာဏ်ပညာကိုအသုံးပြုဖို့အချိန်ပေးလိုက်တာပဲတီရီဟာအသက်ပြင်းပြင်းရှူသွင်းလိုက်ပြီးပုံမှန်ပြတ်ထားတဲ့အတိုင်းသတင်းရဲ့ရှင်းမြစ် source ကိုပြန်ကြည့်ရ ဘသူတင်ထားတာလဲနမဲကြီးစစေး group အဖွဲ့တွေလားဒါမှမဟုတ်အသစ်ဖွင့်ထားတဲ့လူမသိသူမသိအကောင့်လားတခြားယုံကြည်ရတဲ့သတင်းဌာနတွေရောဒီလိုသတိပေးချက်တင်ထားတာတွေရှိလားစက္ကန့်30လောက်ကြာအောင်တီရီရှာဖွေလိုက်တယ်အခြား channel အကြီးတွေမှာဒီသတင်းပါမှမပါဘူးတင်ထားတဲ့အကောင့်ကိုကြည့်လိုက်တော့လေလွန်ခဲ့တဲ့တစ်ပတ်ကမှဖွင့်ထားတဲ့တခြားမဟုတ်မမှန်တဲ့တွင် fake news တွေကိုပဲအဓိကတင်တဲ့အကောင့်တူတစ်ခုဖြစ်နေရကိုသိထားမိရဲ့ တီရီယံခနာကိုရဲမှာတင်းမာနေရဲ့ PR တွေရော့ကျသွားတယ်။ဒါဟန်ကောလာဟာလာပဲဂူရူဂျာမှာစိုးရိမ်စိမ်နဲ့ရှုပ်ထွေးမှုတွေဖြစ်အောင်ရည်ရွယ်ပြီးဖန်တီထားတဲ့ post ကိုတီရီဟာ share button ကိုဖိမဲ့အစားအဲ့ဒီ post ကိုချက်ချင်း report လုပ်လိုက်တယ်။ သူဟာသတင်းတစ်ခုကိုမြင်တဲ့အခါမှာအလိုလျောက်တုံ့ပြန်ခြင်းကိုရှောင်ပြီးမိမိကိုယ်တိုင်ရဲ့လုံခြုံရေးနဲ့တခြားသူတွေရဲ့စိတ်တည်ငြိမ်မှုကိုပထမဦးစားပေးကစစ်စစ်ချင်းကိုရွေးချယ်လိုက်တယ်။သူ့လက်ထဲကဖုန်းကလုံခြုံရေးတိုင်းတစ်ခုလိုအကာအကွယ်ပေးနေရမဟုတ်ပဲသူ့ရဲ့ဉာဏ်ပညာနဲ့သတိကသာသူ့ကိုအကာအကွယ်ပေးခဲ့တာဖြစ်ပါတယ်။တီရီဟာလက်ဖက်ရည်ပူပူလေးကိုတငုံလောက်တောက်လိုက်ခြင်းညနေခင်းရဲ့တိတ်ဆိတ်မှုကို ပြန်လည်ခံစားလိုက်တယ်။ ဒီလိုခေတ်ကာလမှာအချိန်နဲ့မျှရောက်လာတဲ့သတင်းတွေကိုချက်ချင်းမတုံ့ပြန်ပါနဲ့မိနစ်ပိုင်းလောက်ရှင်းလိုက်ပါ စီစစ်ပါသတင်းတစ်ခုကိုမျှဝေခြင်းဟာမိမိအတွက်ရောတခြားသူတွေအတွက်ပါဘေးကင်းရေးနဲ့သဆိုင်နေတဲ့ဆိုတာအမြဲတတိနဲ့ရှင်းပြီးအသုံးပြုကြပါစို့